ာဆီယံအနေနဲ့အကြံဖတ်စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့တွန်အန်ဒရူးပြောအကြံဖတ်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ဆုတ်သွားစေတာဖြစ်ပြီးတော့သူတို့ရဲ့အဖြစ်တွေကိုကောက်ွယ်ပေးရရောက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာဆီယံအနေနဲ့အကြံဖတ်စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်တွန်အန်ဒရူးကပြောကြားလိုက်ပါတယ်။ အကြံဖက်ဆေးအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ဆုတ်သွားစေတာဖြစ်ပြီးတော့သူတို့ရဲ့အပြစ်တွေကိုကောက်ွယ်ပေးရရောက်သွားမယ်လို့ဂျွန်အန်ဒရူးကပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဂျွန်အန်ဒရူးက48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအကြိုအဖြစ်နဲ့အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ကြာပြင်အာဆီယံကောင်းဆောင်တွေအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကိုဆေလွတ်တာအပါအဝင်ဆေးအုပ်စုကိုတရားဝင်ဖြစ်စေမဲ့ဖေးရောင်ကိုမှမပြုလုပ်ဘဲနေရလိမ့်မယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ အကြံဖတ်စေအုပ်စုကလာမယ့်ဒီဇင်ဘာမှာအထူးရောက်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေပြီးတော့အဲ့ဒီအထူးရောက်ရွေးကောက်ပွဲကိုမြန်မာနိုင်ငံတဝမ်းမှသာမကပဲကမ္ဘာနိုင်ငံအသီးသီးမှလည်းကန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်နေကြပါတယ်။ဆက်လက်ပြီးအာဆီယံအစည်းအဝေးအကြံဖတ်စေကောင်ဆောင်မင်းအောင်လိုက်မတက်ဖို့မလေးရှားထက်အတီးပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဘဟုဌာန KLCC ၌အော်တိုဘာ26ရက်မှ28ရက်အထိကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှစေကောင်းစားဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းတက်ရောက်မည်မဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါကထပ်မံအတည်ပြုသည်ဟုမလေးရှားမီဒီယာ၌ဖော်ပြပါရယ်စေကောင်းစားအနေဖြင့်နိုင်ငံရေးအကြက်တဲနှင့်ပတ်သက်သည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုခိုင်မာစွာလိုက်နာရန်ထလောင်းပြောကြားခဲ့သည်ဟု၎င်းကဆိုပါရယ်အာဆီယံအစည်းအဝေးသို့စေကောင်းစားတက်ရောက်မည်ဟုစစ်တပ်အားပေးမီဒီယာများ၌ပြီးခဲ့တဲ့ရက်ပိုင်းတွင်ဖော်ပြခဲ့ကြတော့လေထိတ်ကြားခံရခြင်းမရှိကြောင်းလေသတင်းဌာနကစုံစမ်းသိရှိရပါရယ် အလားတူရုရှားသမ္မတဗလာဒီမာပူတင်သည်လည်းအာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မဟုတ်ကြောင်း၎င်းကိုစားဒုတိယဝန်ကြီးချုပ်အလက်ဆန်နာနိုဖက်တက်ရောက်မည်ဖြစ်ကြောင်း58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှတိုင်မီပြည်ရင်းပြည်ပသတင်းစာဆရာများနှင့်မီဒီယာရှင်းလင်းပွဲတွင်အန်နဝါကပြောကြားခဲ့ပါသည် အောက်တိုဘာ26ရက်မှ28ရက်အထိ၃ရက်ကြာကျင်းပမဲ့ထိပ်သီးအစည်းအဝေးသည်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာအထင်ကရခေါင်းဆောင်များ၏အကြီးအမားဆုံးထွေဆုံပွဲဖြစ်မည်ဟုမျှော်လင့်ရပါသည်။ထိပ်သီးအစည်းအဝေးတွင်အခြားသောဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ကြီးထွားလာနေသောနိုင်ငံဖြတ်ကျော်ချိန်ချောက်မှုတစ်ခုဖြစ်သည့်နေဆက်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုပြဿနာအားကိုင်တွယ်ဖြေရှင်းရန်အာဆီယံခေါင်းဆောင်များအကြားပုံမအားကောင်းတဲ့စူပေါင်းလှုပ်ဆောင်မှုကိုဂျိုးပန်းနေကြောင်းအန်နဝါကဆိုပါသည်။ ြည်ပြတနာကိုနှစ်နိုင်ငံနဲ့ဒေသဆိုင်ရာအစည်းအဝေးတွေမှာအာမခံချက်ပေးထားပြီးဒေသရင်းတည်ငြိမ်ရေးကျန်းမာရေးစီးပွားရေးနဲ့တာယာဝါပြောရေးတို့ကိုထိခိုက်စေတဲ့အတွက်ဒီထိပ်သီးအစည်းအဝေးမှာထပ်ပြီးတင်ပြသွားမှာပါဟု၎င်းကဆိုပါတယ်ပွင့်တီချုပ်သည်အာဆီယံထိပ်သီးအစည်းအဝေးအတွင်ကုန်သွယ်ရေးဒေတာရင်းလုံခြုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစသည်တို့ကိုကမ္ဘာကောင်းဆောင်အများပြားနှင့်အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ရန်မျှော်လင့်ထားကြောင်းသတင်းကဖော်ပြပါသည် ဆက်လက်ပြီးတော်လိုင်းရေးတက်တွေတင်ထားတဲ့နေရာတွေအထိရွေးကောက်ပွဲလုပ်နိုင်ဖို့စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေဟု KIA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ထိန်ချုပ်နယ်မြေရှိနေရာအများအပြားကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO KIA သတင်းကြန့်ကြားရေးဌာနကမင်းညကအတည်ပြုပြီးစစ်ကောင်စီလုပ်ရဟာတော်လိုင်းရေးအဖွဲ့တွေတင်ပတ်ရနေရာတွေအထိရွေးကောက်ပွဲကျင်းပလို့၍ဖြစ်ကြောင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာအော်တိုဘာ22ရက်နေ့အော်တိုဘာ22ရက်နေ့မှာ KIO ထိန်းချုပ်ရာနေမြေဒေသတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရွှေကောက်ပွဲနှိလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့နေရာတွေအထိရွှေကောက်ပွဲပြုလုပ်နိုင်ရေးနေရာတိုင်းမှာစစ်ကြောင်းထိုးထိုးစစ်ဆင်တာပြည်သူတွေနေထိုင်ရာကိုလေကြောင်းတိုက်ခိုက်တာနေစင်မပြတ်ပြုလုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ဝိုင်းမော်မြို့နယ်လမ်းမြကြီးပွားကိုလေးချိန် ရွှေညောင်ပင်ရွာကိုနှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့လို့အရက်သား၃ဦးဒဏ်ရာရခဲ့တယ်လို့စစ်ကောင်စီဟာလမ်းဆဲအပါဝင်အနီးဖက်ဝင်းကျင်ဒေသတွင်ကြေးရွာ၆ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ဒါ့အပြင်ဖားကန်က KIA တရင်6ဌာနချုပ်နေမျိုးကိုလည်းနှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ခံရပါရယ်။လမ်းဆဲဒေသလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့နေရာအများစုဟာဖျားကျောင်းတွေဖြစ်တယ်လို့ဖော်ပြပါရယ်။အော်တိုဘာ20ရက်ကလည်းခေါလံဖူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့လို့အသက်80ကျော်အရက်သားတအူတေဆုံးခဲ့ကြောင်းလည်းအသိပေးပါရယ်။ စစ်တပ်ဟာရှမ်းမြောက်ပါဝင်နိုင်ငံတော်မှလည်းလေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်လှုပ်ဆောင်နေလို့ပြည်သူလူထုထိခိုက်ဒေဆုံးမှုတွေမကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။ဆက်လက်ပြီးလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပြင်းထန်တဲ့အတိုင်းလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ ဒေါ်လန်ရေးတပ်ဖွဲ့များနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ဖြီသူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာလ22ရက်နေ့ညနေ9နာရီကျော်ခန့်တွင်အချမ်းဖတ်စစ်တပ်၏စစ်သင်းမောပေါ်၌လိုက်ပါလာသောအင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းသည်လောင်လုံးမြို့နယ်ခရင်ကြီးွာကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုထိတွေ့တိုက်ပွဲတွင်အကြံဖက်စစ်တပ်မှအထိနာခဲ့သောစစ်သည်ဘောနှင့်ခလာရတရလီတပ်ရဲမှစစ်သားများကလက်နက်ကြီးများဖြင့်ကြီးရွာများကိုရန်တမ်းပစ်ခတ်လျက်ရှိကြောင်းသိရပါသည်။ထို့သောအကြံဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့်လက်ရှိချိန်တွင်ခရင်ကြီးရွာမှပြည်သူများအပါအဝင်အနီးနားရှိကြီးရွာများမှထောင်နှက်ချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။တိုက်ပွဲကမနစ်တွေကစဖြစ်နေတာစစ်ခွေးတွေကခရင်ကြီးရွာကိုဝင်လာတဲ့အချိန်မှာတိုက်ပွဲဖြစ်တာမနစ်ကညနေပိုင်းကနေစဖြစ်တဲ့တိုက်ပွဲကညပိုင်းအထိကိုဖြစ်ခဲ့တဲ့ ဒီနေ့လဲတိုက်ပွဲဆက်ဖြစ်နေတယ်စစ်ခွေးစစ်ကြောင်းကရှေ့ဆက်တို့ဖို့လုံနေလို့တိုက်ပွဲဆက်ဖြစ်နေတာစစ်ခွေးတွေတော်တော်အထိနာလို့စစ်သင်္ဘောကကောခလာရတရလီတရင်ကကောလက်နက်ကြီးတွေနဲ့ဇက်တိုက်ကိုပြစ်ခတ်တိုက်ခိုက်နေတာဟုဒေတာရင်းစစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းကိုယနေ့အောက်တိုဘာလ22ရက်နေ့တီတော်လရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါတယ်ဆလပီနိုင်ငံစက်ခန်းကိုအင်အားအလုံးရင်ပို့ရန်စစ်ကော်မရှင်ဂျိုးပန်းနေရပြီး တက်လာတဲ့စစ်ကြောင်းများပိတ်ဆို့တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။နေရီကံပြူဟာကုန်းရှိဆုံရှုံစစ်စခန်းများကိုပြန်လည်ရယူရန်နှင့်ပိတ်မိပြီးကစင်ကလျာပြင်းနေရသည့်စစ်ကော်မရှင်တပ်များကိုကူရန်စစ်အင်အားအလုံးရင်းနဲ့ပို့နေကြောင်းသိရပါတယ်။အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မာစာခ905နှင့်အမြောက်တပ်အမတ409တို့မှအင်အားပြည့်ပါစစ်ရင်တန်း၅စီးသည့်ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့တွင်စင်ပြုံးမှတဆင့်ပြင်းဝလမ်းဆုံသို့ရောက်ရှိလာကြောင်းသိရပါသည် အဆိုပါစစ်ရင်တမ်းမှစစ်ကြောင်းအချို့မှာတိုက်ပွဲဖြစ်ပွားရာကိုချီလင်းတက်ကြမည်ဖြစ်ပြီးရှေးခါများပါပါရှိကြောင်းသိရပါတယ်စစ်တပ်ကအင်အားဇက်တိုက်ပို့နေတဲ့လမ်းကြောင်းတွေဖြန့်ပြီးချီတက်ခိုင်းနေပြောတယ်တော်လန်ရေးဘက်ကပိတ်တိုက်တာရောဂျားဖြတ်တိုက်တာရောနဲ့တိုက်ပွဲဆက်ဖြစ်နေတယ်ဟုသတင်းဌာနကပြောပါတယ်နိုင်ငံပြူဟာဘက်ကိုစစ်ကော်မရှင်ကပို့လိုက်တဲ့စစ်ချောင်းများနဲ့စက္ကန်းမှထွက်ပြေးသည့်တပ်အချုပ်ပူးပေါင်းကခုတ်ကြီးဘက်တွင်အေအေနှင့်ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါသည် စစ်ကောင်မရှင်ကနယိကန်စက်ခန်းနဲ့စက်ခန်းအနီးရှိတပ်ဖွဲ့ဝင်များကိုလေကြောင်းမှလက်နက်ခဲယံပို့နေရပြီးမြေပြင်လမ်းကြောင်းများပိတ်ဆို့ခံရတဲ့အတွက်ပြင်းဝလမ်းဆုံမှတဆင့်သာလမ်းကြောင်းများခွဲ၍နယိကန်လမ်းတင်နဲ့လမ်းဟောင်းကိုစစ်ကူပို့နေရပါတယ်။နယိကန်ပြူဟောင်းမှကြန့်ရှိသည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များမှတချို့မှစက်ခန်းမှဆုတ်ခွာထွက်ပြေးနေရပြီးတပ်ဖွဲ့ဝင်တချို့မှအေအေထံအညက်ခံကြကြောင်းပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့နဲ့အောက်တိုဘာ18ရက်နေ့တို့တွင်အေအေကထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်မရှင်သည်ယနေ့အောက်တိုဘာ22ရက်နေ့အထိလေကျောင်းမှနေ၍နှရေကန်နှင့်ခုတ်ကြီးအနီးတစ်ဝိုက်ကိုလေကျောင်းတိုက်ခိုက်မှုများပြုလုပ်ထားကြောင်းသိရပါသည်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။